ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအခုကြောက်လာမယ်1389ခုနှစ်တနစ်တာလုံးမှာတနင်္လာသားသမီးများအားလုံးအတွက်ရှောင်းရံဆောင်းရံလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့လင်းမြအောင်ဖြစ်ပါတယ်အခုကြောက်လာမယ်1389ခုနှစ်အတွင်းတနင်္လာသားသမီးများအားလုံးအတွက်စီးပွားရေးလူမျိုးကျမ်းမာရေးအိမ်တော်ရေးအခြေရေးရှောင်းရံဆောင်းရံလေးပဲဖြစ်ပါတယ်နော် ဲ့တော့ဒနေနာသားသမီးများအားလုံးအနေနဲ့စီးပွားရေးဒီနှစ်အတွင်းမှာစီးပွားရေးလုပ်တဲ့အခါမှာအထူးသတိထားပြီးလောရမှာဖြစ်ပါတယ်အဲ့တော့ကိုယ်ရန်ယုံကြည်ချစ်ခင်ရတဲ့လူတွေကိုယ့်ကိုဒုက္ခပေးလာတာမျိုးတွေကိုယ့်ကိုစိတ်နှောက်ယှက်ပေးတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်နော်အဲ့တော့စီးပွားရေးလုပ်တဲ့အခါမှာသူတစ်ပါးကိုအကူအညီမတောင်းမနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လှုပ်တာပို့ပြီးတော့တင့်တော်မဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်နော်အဲ့တော့စီးပွားပြိုင်လုပ်ငန်းပြိုင်တွေကိုယ့်ကိုစိတ်နှောက်ယှက်ပေးတာမျိုးတွေကြုံတွေ့ရတဲ့နှစ်ဖြစ်တဲ့အတွက်ဒီနှစ်ကသတိထားပြီးလောရမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်နော်အဲ့တော့လူမှုရေးမှာဆိုလို့ရှိရင်လည်း ကိုကြားရဲရနေပြီးတော့ခလောက်ဆန်တဲ့လူတွေနဲ့ဂျုံတွေ့ရတာမျိုးတွေသူများကြောင့်ကိုယ့်ရဲ့ဂုံသိက္ခာကြတာမျိုးတွေပေါ့နော်အဲ့လိုမျိုးလေးတွေဂျုံတွေ့ရတဲ့နှစ်ဖြစ်တဲ့အတွက်သူများပြောစကားတွေကိုလည်းဒီနေ့ထဲမှာသတိထားပြီးတော့ယုံကြည်သင့်ပါတယ်နော်အဲ့တော့ကျမ်းမာရဲ့အနေနဲ့ဒီနေ့ထဲမှာခြေလေးကြောင်းသားကိုအထူးသတိထားပြီးရှောင်းအောင်ဖြစ်ပါတယ်နော်အဲ့တော့ကျမ်းမာကြီးနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြေးကျများတဲ့တာနှစ်ဖြစ်တဲ့အတွက်အဲ့တော့ဒီနေ့ထဲမှာအစားအသောက်အနေထိုင်အသွားလာအထူးသတိထားမယ်နော်အဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်လည်း ရားတွေကနေပြီးတော့ခလောက်ဆန်ပြီးတော့ကိုယ့်ရဲ့အိမ်တော်ကြီးတွေစိတ်နှောက်ရှက်ဖြစ်တာမျိုးတွေစိတ်ပူပန်စရာတွေကြုံတွေ့ရတဲ့နှစ်ဖြစ်တဲ့အတွက်အဲ့တော့အိမ်တော်ကြီးမှဆိုလို့ရှိရင်လေကိုကိုယ်တိုင်လက်တွေ့ကြကြမဟုတ်ပဲနဲ့သူပတ်ဝန်းကျင်ကိုယ့်ရဲ့ပြောစကားတွေကိုအထူးသတိထားရမှာဖြစ်ပါတယ်နော်အခြေရေးမြေတားကြီးဆိုအခြေရေးမြေတားကြီးမှဆိုလို့ရှိရင်လေထုံနေတူစွာပဲကိုယ့်ရဲ့ခြေရေးကိုအခက်ခဲတွေဖြစ်စေဖို့အတွက်ပတ်ဝန်းကျင်ကကိုယ့်ကိုဖိအားတွေပေးလာတာမျိုးတွေကိုယ့်ကိုမကောင်းတဲ့နေကိုယ့်ကိုဂုဏ်သိက်ကကြောက်တွေးခွဲတာမျိုးတွေကြုံတွေ့ရတဲ့နှစ်ဖြစ်တဲ့အတွက် ီနေ့ထဲမှာလည်းအခြေရေးကိုဒါအထူးသတိထားပြီးတော့ဆင်ကြရမယ့်နေ့ဖြစ်ပါတယ်နော်အဲ့တော့တနင်္လာသားသမီးများအားလုံးပေါ့1389ခုနှစ်တနင်္လာလုံးမှာကံအញ្ញန်းခိုက်တွေပြေပြောက်စေဖို့အတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့နေအိမ်ဖျားအကြောင်းဆောင်မှာတနင်္လာနေ့မနက်9:45မိနစ်မှာပေါ့နော်အဲ့တော့ဇော်သိန်းပန်းဇော်သိန်းညွတ်ရှင်းညွတ်မြတ်စွာဘုရားရှင်ကိုလှူပြီးတော့ကိုဖြစ်ခြင်းတဲ့ဆန္ဒကိုလေးနဲ့စွာဆူတောင်းမယ်ကံပွင့်ဆန်းဖို့လက်လာပါတယ်ပွင့်လန်းစေဖို့ ကောင်းကျိုးလုံရင်သဏ္ဍာန်ပြည့်စုံသွေးဖို့အတွက်လေးနဲ့နဲ့စူတောင်းရင်းအဖြစ်တနစ်တာလုံးမှာကံညံ့ခိုက်ပြီးပြပြောက်သွားမှာဖြစ်ပါလေဗျာနော်ဒီနေ့တနစ်တာလုံးမှာခြေလေးကြောင်းသားရှောင်မယ်နောက်ဘာသာရေးကိုတက်နိုင်သလောက်အားထုတ်ရင်းနဲ့ကိုယ့်ရဲ့ကံကြံကံကြံမာကတိတိတသာပြန်လဲကောင်းလာပါလိမ့်မယ်ဗျာနော်ကျွန်တော်မိတ်ဆွေတွေအားလုံးကျေးဇူးတင်ပါတယ်